မိဘနဲ့ချစ်တဲ့ခင်တဲ့သူကြီးနဲ့ဝီးနေတဲ့အရတပါးကိုရောက်နေတဲ့ရောက်နေတယ်တူချင်းတယောက်ချင်းစီတိုင်းအတွက်ဒီဗီဒီယိုလေးကိုလုထားတာပါအားလုံးမှာမိခင်နေဖခင်နေရှိကြတယ်ဒီလိုပဲဘဲရွယ်ပဲရောက်ရောက်မိခင်ဖခင်နေရှိရှိကြရတယ်ပေါ့နော်ကိုယ့်ရဲ့အဖေမေကိုလည်းချစ်တယ်တခါတည်းရန်အဖေမေကိုလည်း ပြောပြပေးရတဲ့ကိစ္စတွေရှိတယ်နော်အဖေမိတွေကိုလေပြောပြပေးရတယ်ဘာဖြစ်လို့လဲဆိုတော့လေအဖေမိတွေကတကယ်လို့များအာတခုခုပေါ့နော်အဖေမိမမဟုတ်ဘူးအမျိုးထဲမှာရှိရဲ့ဘုန်းကြီးတွေလည်းရှိတတ်တယ်အဲ DND မှာလေးဘာကြုံခဲ့ဘူးလဲဆိုရင်အဖေမိဆိုတဲ့အခါမှာအဖေကတော့6လသမီးလောက်တည်းက ဖေးနဲ့မိနဲ့ကွဲသွားတော့အဖေရဲ့မေတ္တာဆိုတာတော့တိတ်မသိဘူးပေါ့နော်နားမလဲဘူးပေါ့ဒါပေမဲ့အဲဟိုဦးလေးဒီအဲဦးလေးဒီရဲ့အကြီးကြီးရဲ့မေတ္တာတွေတော့ရခဲ့တယ်ပေါ့နော်ဆိုရခါကြတော့အဓိကကတော့ပြောချင်တာကလေဘာလေးပြောပြချင်တာလဲဆိုအမေအမေအဓိကကအမေကိုအရန်ချစ်တယ်အမေကိုရန်ချစ်တယ်မိကအသက်25နှစ်လောက်နဲ့အာလာဟိုကလေး၃ယောက်နဲ့အဲကလေး၃ယောက်နဲ့ အနေအိမ်တော်ကွဲပြီးတော့အလုံးလုံးတဲ့တာသမီးတွေကိုကြီးတော်တွေအာကြီးတော်တွေဆိုအမေရဲ့အမအားတွေစီမထားရဲအမေရဲ့အမေဆိုအဖွားစီမနေရတယ်အဲ့လိုနေရတဲ့ခါမှာလေအဲ့ကြီးတော်တွေကလေကျမတို့ရဲ့လက်လေးကိုဆွဲပြီးတော့ပတ်စံပတ်စံသွားယူတာပေါ့နော် စားစီပေါ့အဲဆိုမမေကပေးရတာပြီးတော့ဒီအမေကိုလေအသက်ကြီးလာလေအမေကိုချစ်လေအသက်ကြီးလာလေအမေကိုအခုဆိုလို့ရှိရင် အမေကိုတမီးလေးလို့ချစ်ရတာပေါ့နော် ဒါပေမဲ့မေမေကတိတ်ပြီးတော့ကြမ်းမာရင်မကောင်းတော့ဘူးအာဒါပေမဲ့အကြားထဲမှာအများကြီးကြုံခဲ့ကြားထဲမှာကြားထဲမှာအာစေယုံမှာဆရောက်တော့ပထမဆုံးရတဲ့လစာအာဒေါ်လာ3တော့5အကုန်လုံးပို့တာမေမေအဲ့ဒါဘုရားခါရအောင်သွားလိုက်ပါဆိုရင်အော်မေမေကလည်းငငွေရွယ်နေအိမ်တော်ကွဲတာဆိုတော့နောက်အိမ်တော်ရှိရပေါ့မထွေးပေါ့ တူးလက်ထဲကိုရောက်သွားတယ်။ရောက်သွားတယ်နော်ဒီလိုပဲ။အော်ဒါပေမဲ့စိတ်ထဲမှာလေကို့အမေနာမှာကိုကမနေပေးနိုင်လို့။အော်မမေနာမှာနေပေးတာလဲကျေးဇူးတင်ရပါတယ်ဒီလိုပဲ။ဒါပေမဲ့ကြုံလာတဲ့အခါမှာလေ အဲအဲ့လိုမျိုးပေါ့တိလာတဲ့ဒုက္ခတွေရှိရဲအာအဲ့လိုမျိုးကိုကပို့လိုက်တဲ့ပတ်စံတွေကို တခြားတွေဖြစ်ကုန်တာတွေအာတခြားသားအဲအဲ့လိုပေါ့ပထွေးရဲ့အရင်မိန်းမရတဲ့သားသမီးတွေစီရောက်ကုန်တာတွေဆိုအဲ့ဒါတွေအများကြီးဒီကနေကကျုံခဲ့ဘူးတယ်နော်အာဒါပေမဲ့ဘာလို့လဲဆိုရင်တက်နန်သမ ्या စိတ်ပူလုံးပူလောင်လုံးလုံးအဲ့ဒါတွေကိုကိုမေးလိုက် မေးပြလိုက်ရဲ့မေးပြလိုက်ရအဲအဲ့ခါမှာ ပြန်ပြောဖို့လိုတယ်ဆိုတာဒါကိုပြောချင်တာအမေကလေဘာလို့လဲသိလားအမေကသူ့ရဲ့ယောက်ျားကြီးကိုကတော့ခိုင်းတာမမေယောက်ျားကိုမကတော့နိုင်ဘူးကတော့ဆရာမရှိဒီလိုပြောခဲ့မှုတယ်နော်ဒီလိုပြောခဲ့မှုလိုအပ်ရင်လည်းပြောရတယ်အခုချိန်မှာတော့အမေကိုလည်းဆောက်ရှောက်ထားနိုင်တယ်ပြုစုထားနိုင်တယ်အမေကိုပြန်ပြီးတော့ခိုးရတဲ့ကိစ္စတွေပြောပြပြောပြချင်သေးတယ်ပေါ့နော်နောက်ကြရင်ပြောပြမယ်လေအရန်များမှဆိုလို့အခုလောလောဆယ်တော့ အကြုံခဲ့တဲ့ဒုက္ခတွေတားလို့သမီးတို့ကြုံနေတဲ့ဒုက္ခတွေဒုက္ခတွေဟာမှဖြစ်တယ်လို့မထင်ပါနဲ့လူလောကရဲ့လူလောကဒုက္ခလို့ပဲတွေးလိုက်ပါဒါကိုဟလှပပပြုံးပြုံးလေးရင်ဆိုင်နိုင်ဖို့ပဲလိုတာပါတားလို့သမီးတို့ရေလောကကြီးရဲ့လူရယ်လို့ဖြစ်လာတဲ့ခါကျရင်ဘာကြောင့်လူဘဝအောင်လာလဲလို့ တွေ့တတ်ပါစေရှာနိုင်ပါစေတခါလေးကျဘုရားကိုနားသွန်းကြီးသီလာကိုယုံကြည်ကိုကိုွယ်ရဘုရားပေါ့ဘယ်ဘုရားပဲဖြစ်ဖြစ်အာဂျီဇတ်ကိုပဲဖြစ်ဖြစ်နော်အလာကိုပဲဖြစ်ဖြစ်အာကိုရဲ့ဘာသာတရားရဲ့ဘုရားဘယ်ဘုရားကိုဖြစ်ဖြစ်အကျွန်တော်တို့ကဗုဒ္ဓဘာသာဆိုတဲ့ခါကျတော့ဘုရားကိုနားသွားပူတာပေါ့နော်ပူရမှာပြောရမယ်ရှင်ဘုရားအေးချမ်းတော်မူတော်မြတ်စွာဘုရားတပည့်တော်မှတော့ပူလိုက်တာပူလိုက်တာရှင်ဘုရားဆောက်ရှောက်တော်မူပါဆိုပြီးတော့အရန်ရဲ့ဂုဏ်တော်လေးကိုရွတ်ပါအရန် လေးယူကြည့်ပြီးနော်အရန်စိတ်ညစ်လာရင်လေအဲ့ဒါလေးလို့ကြည့်ပြီးွားတဲ့ခါကြာလို့ရှိရင်လေကိုကအဖေအမေကိုပတ်စံပြန်ပို့ရမလားအမေကိုဖြစ်ဖြစ်အဖေကိုဖြစ်ဖြစ်အတော်ကိုဖြစ်ဖြစ်ကြီးတော်ကိုဖြစ်ဖြစ်ဆွေမျိုးကိုဖြစ်ဖြစ်နော်ကိုရဲ့သားသမီးတွေကိုပို့နေရမိဘတွေလည်းရှိတယ်။အော်ဒူးတွေကြိုက်ပြီးတော့နာကျင်နေရဲ့ဈာနေပြီးတော့မပြန်နိုင်ဘူး။သားလေးတွေပညာရေးအတွက်သမီးလေးတွေပညာရေးအတွက်နော်အိမ်အတွက်ဆိုပြီးတော့လှုပ်ပြီးနေတဲ့ဖခင်တွေလေးစားတဲ့ဖခင်တွေလည်းရှိပါတယ်။ဟုတ် တော်တော်ရင်မြေထဲမှာအာနော်အော်ပင်နယ်ထဲမှာလုပ်နေကြတဲ့အဲဟိုပေါ့နော်အော်ဒူရီလည်းရှိပါတယ်ဒါတွေကိုလည်းနားလည်ပါတယ်အားလုံးဟိုချစ်ချင်းမေတ္တာနဲ့အားလုံးဟိုလုပ်ပေးနေကြတဲ့ဟာတွေအားလုံးအတွက်ကိုမေတ္တာလေးထားပြီးတော့ဆောင်ရှောက်နေတဲ့ဟာတွေအတွက်တကယ်ဒုက္ခကြုံလာရင်အဲ့ဒါတွေကိုသစ္စာဆိုးလိုက်ပါအာသစ္စာဆိုးလိုက်ပြီးတော့ဘာလုပ်ရမလဲဆိုရင် ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ကို့အတွက်အရေးတကြီးတပုံကိုချန်လာရမယ်အိမ်အောင်ရှိတဲ့သူဆိုရင်လည်းမိန်းမမှာလည်းမိန်းကလေးတွေမှာလည်းအိမ်အောင်ရှင်မတွေအမေတွေပေါ့နော်ဟောနော်ဟိုလူငယ်တွေပဲဖြစ်ဖြစ်ပေါ့အိမ်အောင်ကြလာပြီဆိုကို့အတွက်အရေးပေါ်ထားရမယ်အလုပ်လည်းလုပ်စေခြင်းနဲ့အမျိုးသမီးပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ်အလုပ်လည်းလုပ်စေခြင်းနဲ့ပတ်စံကိုလည်းကို့အတွက်အရေးပေါ်ဆိုတဲ့ဟာကကြတော့လေအကြောင်းမျိုးမျိုးကြောင့်ဟောသူများမသိစီပဲအဲပေါ့နော်အဖေမေမသိ စေတာပဲဖြစ်ဖြစ်သူများမသိစေတာပဲဖြစ်ဖြစ်ဒီလိုပေးဖို့ကြုံတာရှိတယ်လို့ကိုပညာရေးအတွက်ပေးဖို့ကြုံတာရှိတယ်လို့အမျိုးမျိုးပုံသုံးမျိုးကိစ္စတွေရှိတတ်တယ်ရှိတတ်တဲ့အတွက်ကြောင့်မဟုတ်လို့ဒါလေးကိုလုတ်ပါလုတ်ပါလို့ပြောတယ်မလုတ်ပါတော့တခုပြောပြရစီအဲ့ဒါကတော့ဒီမူးရစ်စေဝါနဲ့လောင်းကစားပေါ့ဒါလေးကိုတော့ရောင်းလို့တော့မဆမ်းပါနဲ့လို့ပြောပြရစီနော်မွေးစီဝါနဲ့လောင်းကစားအရန်အရန်ဒုက္ခပေးတဲ့ဟာလေးပေါ့ဒါလေးတော့ ဖြတ်နိုင်ရင်ဖြတ်ပေးကြပါတကယ်လို့များလုံလုံနေခဲ့တဲ့ဆိုရင်ပေါ့လေနော်အဲ့ဒါလေးကဘွားကြီးတစ်ခုလုံးအတွက်ပျက်စီးစီလို့ပါဟုတ်ကဲ့ပါအားလုံးအေးချမ်းကြပါစေအဆင်ပြေကြပါစေအားလုံးလူဝင်ဆန္ဒတွေပြေကြဖို့အတွက်စွတ်တော်မေတ္တာပို့ပေးပါရယ်မေတ္တာတွေလည်းခံယူပြီးမေတ္တာတွေလည်းပို့ပေးပါရယ်ဒီကဘာလို့မှရှိရယ်လူသားအားလုံးတတ္တဝါအားလုံးမေတ္တာများရရှိကြပါစေခုခုကိုလည်းကြင်ကြင်နာနာဆက်ဆံပြီးတော့ လိုချင်တာလေးစားချင်တာလေးဝတ်ချင်တာလေးယူဆောင်သုံးဆောင်နိုင်ကြပါစီဝယ်နိုင်ကြပါစီဝယ်လိုက်ပါစုချလိုက်ပါလို့ပြောပြရစီနော်ဟုတ်ကဲ့ပါမင်္ဂလာရှိသောနေ့ဖြစ်ပါစီ